ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။မြပြ Ruben Amorin ကတော့ကျွန်တော်စပါးနဲ့ပွဲအပီသူပြောခဲ့တဲ့ဒါစကားတချို့ကျွန်တော်ရှိရပါတော့။ဒါနဲ့ပဲတို့ကျွန်တော်သာကြည့်ကြည့်ရအောင်ပါ။ဆိုတော့အရင်ပွဲစဉ်တွေကလူမျိုးစကားအများကြီးပြောခဲ့တာမျိုးတွေကျွန်တော်မရှိဘဲနဲ့မိသမျှတွေကိုသူအကုန်တူတူတွတ်တွတ်ပဲဖြီးသွားတာတချို့ကိုလည်းကျွန်တော်တွေ့ရတယ်။ဆိုတော့ Amorin ကတော့ကျွန်တော်ပွဲတပွဲကိုကျွန်တော်ရှင်းမင်းကစားတဲ့အခါအတင်းကပေါ့နော်။အနိုင်ရနိုင်တဲ့ပွဲမျိုးမဟုတ်ဘူးဆိုရင်လည်းပဲ ကျတို့အနေနဲ့မရှုံးအောင်ကစားလို့ကျတို့ရတယ်ပေါ့ပြောချင်တာကမနိုင်ရင်တော့ငါတို့မနိုင်ရင်နေမရှုံးဘူးလို့ရဲဆိုတော့ပုံစံမျိုးတွေကျတို့ကစားလို့ရတယ်ပေါ့နော်ဒီနေ့ပွဲလဲကျတို့ဒီလိုပဲပေါ့အသင်းအနေနဲ့ဟိုကျတို့ဒီဒီချက်ပူကောင်းဖို့ဆိုလို့ရှိရင်အများကြီးတိုးထက်ဖို့တော့ကျတို့လိုသေးတယ်ဒါပေမဲ့လည်းဒီပွဲရဲ့အနေအထားကိုကျတို့ကြည့်ရင်ဒီညကတကယ်တမ်းကနိုင်ကိုအနိုင်ရတဲ့နဲ့ပွဲမျိုးပေါ့ဒါပေမဲ့လည်းကျတို့အနိုင်မရခဲ့ဘူးဆိုတော့အနိုင်မရတဲ့အနေအထားမျိုးမှာအ ਨੇ စုံတော့ကျတို့ရှုံးလို့မရအောင်ကစားနိုင်ခဲ့တယ်ဆိုပြီးတော့သူပြောထားတယ် ဆိုတော့အသေးအနေနဲ့ပေါ့နော်ဟို pressing လုပ်တဲ့အနေအထားမျိုးဒီမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးပုံစံနဲ့ကျွန်တော်မတွားနိုင်ခဲ့ဘူးပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ကြိုးပမ်းခဲ့တဲ့နေရာမှာလည်းတို့အနေနဲ့အများကြီးမထီရောက်ခဲ့ဘူးပေါ့နော်ဆိုတော့ဒါအပြင်ပထမပိုင်းမှာကောင်းစားတဲ့လောက်ဒုတိယပိုင်းမှာဆိုလို့ရှိရင်ဘလို့မှမကောင်းနိုင်ခဲ့ဘူးဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဟိုကျွန်တော်ကတော့ပေါ့နော်ပထမပိုင်းမှာကောင်းတယ်လို့ကျွန်တော်မမြင်ဘူးဒီလားအခုလက်ရှိကျွန်တော်စပါးနဲ့ပွဲမှာဆိုရင်တပွဲလုံးကြီးပါကောင်းခဲ့တယ်လို့ကျွန်တော်မထင်တာ တကယ်လည်းပဲကျွန်တော်တို့ညကောင်းခဲ့ပါတယ်ဆိုတဲ့ performance မျိုးမမြင်ရလို့ပဲအတင်းစီကနေပြီးတော့မမြင်ရခဲ့ဘူးဘာမှကျွန်တော်ထူးထူးခြားခြားကြီးကောင်းတာမျိုးကျွန်တော်မလုပ်နိုင်ခဲ့ဘူးပထမပိုင်းမှာဆိုလို့ရှိရင်လည်းဗျာ9ပေါက်ကန်တာ2ချိန်လားပဲကျွန်တော်ရှိတယ်ဗျာတစ်ချိန်9ပေါက်တက်ပြီးတော့တလုံးကျွန်တော် တကူရတယ်အမ်ဘူမိုကောင်းတိုက်တဲ့အလုံးဒါပေမဲ့လို့ကျွန်တော်တပွဲလုံးနေထားကိုကျွန်တော်ကြည့်ရင်ဘလူးမန်ကျွန်တော်အဆင်ပြေမနေဘူးရလက်ကောင်းနေပါလေကျွန်တော်တို့ဘောနော်ဟိုရတာရထားတာပထမပိုင်းမှာဆိုရင်ခြေစွမ်းပိုင်းရ ဘလူးမန်တသိန်းလို့အနေထားကအဆင်ပြေမနေခဲ့ဘူးအဲ့တော့ तू ကတော့ဒုတိယပိုင်းမှာပူဆူးခဲ့တယ်ပေါ့တကယ်လည်းပဲမှန်ပါတယ်ဒုတိယပိုင်းကပထမပိုင်းကတည်းကပူဆူးခဲ့တယ်ဒါပေမဲ့လို့ဒုတိယပိုင်းဆူးတယ်ဆိုတာပထမပိုင်းကောင်းလို့မဟုတ်ဘူးပထမပိုင်းလည်းမကောင်းတယ်လို့ဒုတိယပိုင်းလည်းကျွန်တော်ဘလူးမန်မကောင်းခဲ့ဘူးအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့တိုင်ပတ်ခဲ့ရတာနော်ဆိုတော့ဒါအပြင် तू ပြောထားတဲ့အသင်းကပေါ့နော်အနိုင်မယူနိုင်ခဲ့ဘူးဆိုရင်တော့ဒါမရှုံးဘူးလို့တယ်ဆိုတာကတော့ဒီလိုပွဲမျိုးကတကယ်နဲ့မရှုံးခဲ့ဘူးဆိုတာကတော်တော်လေးကိုကံကောင်းခဲ့တယ်လို့ပဲကျွန်တော်ပြောရမှာလား ်17ယောက်17ယောက်ချင်းတော့ဆိုလို့ရှိရင်တော့ဒါအနိုင်မရခဲ့တဲ့အတွက်အတွက်ဒီပွဲကကျွန်တော်တို့စိတ်ပြည့်စရာပဲဘာလို့လဲဆိုတော့ဒါပြီး international break နှစ်ပတ်နားပြီနော်နှစ်ပတ်နားပြီဆိုတော့အသင်းတွေကကျွန်တော်တို့ကတကယ်တမ်းနိုင်ပွဲတွေကျွန်တော်ရအောင်ကြိုးပမ်းမှာစပါးဆိုတာက injury ပြဿနာတွေအများကြီးကြုံနေရပြီးတော့ဟိုတပတ်ကိုနှစ်ပွဲသုံးပွဲလောက်ကစားနေရတဲ့အသင်းမျိုးနော်အဲ့လိုအခြေအနေမျိုးကိုကျွန်တော်တို့ကတပတ်တပွဲပဲကစားတဲ့အနေထားကနေပြီးတော့လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘာမှမလုပ်နိုင်ခဲ့ဘူးဗျာဒုက္ခမပီးနိုင်ခဲ့ဘူး ဒါတော်တော်လေးကိုစိတ်ပျက်စရာအချင်းအချင်းကြီးမျိုးပါစိတ်ပျက်စရာအနိထားပါအဲဒါကြောင့်ကျွန်တော်တို့ဒီပွဲကတော့ဟိုအနိုင်မရခဲ့တဲ့ရလက်ကတော့တကယ်တမ်းစိတ်ပျက်စရာပဲဒါပေမဲ့လို့တယောက်ယော့တဲ့အနိထားမှာကျွန်တော်တို့ဒီနှောကိုတကူနဲ့ဥဆောင်ခံရတဲ့အနိထားကနေဒီစဉ်ကျွန်တော်တို့တွေးကြည့်ရင်တော့ okay ငါတို့အနိုင်တော့မရခဲ့ပြီမဲ့ရှုံးတော့မရှုံးခဲ့ဘူးဟာဆိုပြီးတော့ကျွန်တော်တွေးရမှာပါဗျာဆက်ပြီးတော့ပြောရတဲ့ဂူဒမားလမ်မန်စ်နဲ့ပတ်သက်လို့ပေါ့နော်အဲလမ်မန်စ်ကအခုလက်ရှိမှာဆိုလို့ရှိရင်သူ့မှာတိုးတက်မှုတွေအများကြီးရှိလာပြီးတော့သူတော်တော်လေးပူကောင်းလာပြီပေါ့ လက်တော်ပွဲထဲမှာဖြစ်ပြက်သွားတာနေပတ်တယ်လို့သူလည်းပဲဘာမှမတက်နိုင်ခဲ့ဘူးဒါပေမဲ့ပွဲရဲ့အခြေအနေတွေကိုသူကောင်းကောင်းနားလည်လာပြီးဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဒီဘယ်လိုပြောရမလဲကျွန်တော်တို့ဒီ lemons နဲ့ပတ်သက်ရင်တော့ကျွန်တော်ကတော့ဘယ်တော့ပေးလိုက်ရတဲ့နှစ်ကူစလုံးမှာအစင်မပြည့်ဘူးဗျမပြည့်ဘူးဆိုတာက lemons ကိုပြောတာမဟုတ်ဘူးဗျနော်ကျွန်တော်တို့ deflect ဖြစ်ပြီးတော့ဝင်သွားတဲ့အလုံးနေကျွန်တော်ဖြစ်နေတယ် lemons တက်နိုင်တာမျိုးကျွန်တော်ဘာမှမရှိဘူးဗျနော်ဟိုဒီညမှာကိုဘက်က ဒီကုဒီကောင်လေးချပါတော့ဗျာရိုမေရိုရဲ့အလုံးကိုပုတ်ထုတ်တာမျိုးတွေတို့နော်ဂျောင်ပယ်လီညာရဲ့အလုံးကိုပုတ်တာမျိုးတွေတောင်ကျွန်တော်ရှိခဲ့သေးတာအကယ်လို့လမ်မန်စတာအဆင်ပြေအောင်မကစားနိုင်ခဲ့ဘူးဆိုလို့ရှိရင်ဘလူးမန်ကိုကျွန်တော်တို့ကလွဲမှာမဟုတ်ဘူးဒီလေဒီပွဲကဆိုတော့လမ်မန်စကမစိုးပါဘူးနော်ဒီပွဲကစားသွားတာတော်တော်လေးတော့တော်တော်လေးတော့ကောင်းနေလို့ကျွန်တော်ထင်တယ်လမ်မန်စကသူ့ဟာနေသူအဆင်ပြေနေတယ်ဖြည်းဖြည်းချင်းနဲ့ပိုကောင်းလာဖို့ကိုပဲကျွန်တော်သာမျှော်လင့်ရမှာဒီကြတာတကူကတော့ကျွန်တော်အနေနဲ့ ဒါဒီပွဲတည်ကြသွားတဲ့အနေအထားမှာကျွန်တော် Lemons ကိုသွားအပြစ်မြင်လို့မရအောင်နောက်ဆုံးအပြစ်မြင်ရမယ့်ကစားမက Lemons ပဲ Lemons ကဒီပွဲမှာအဆင်ပြေအောင်ကစားရတာဆိုတော့လာမယ့်ပွဲဒီမှာပူကောင်းဖို့ကျွန်တော်အရေးကြီးတယ်ကျွန်တော်တို့ခန့်စစ်ကတော်တော်ကိုပြည့်တနာကြီးနေပါတယ်เนาะနောက်တန်း၅ရောက် Defensive Midfield နှစ်ယောက်ထားကစားသည့်တိုင်အောင်ကိုပဲ ကိုရီအတင်းမှာကခန်းစစ်ကတတော်ကိုစုပ်ပြတ်တက်လုံးပါတယ်။မင်းမင်းရှက်ကိုရဲ့ဒန်ယာနဲ့ပတ်သက်လို့လည်းနီးပြကတော့ရှက်ကိုရဲ့ဒန်ယာကတော့ကျွန်တော်စောင့်ကြည့်ရအောင်မေပေါ့နော်။ဒန်ယာကနည်းနည်းကြီးကြီးမားမားထင်ရပြီမဲ့လို့စစ်ဆေးပြီးမှပဲကျွန်တော်တို့သိရမှာပါပေါ့။ကျွန်တော်တို့ကတော့လက်ရှိချိန်ထိမင်းမင်းရှက်ကိုနဲ့ပတ်သက်လို့ရှိရင်ဒါဥမင်လိုင်းကောင်းလေးကိုတန်းဝင်သွားတယ်ဆိုတဲ့ကတရင်ကောင်းတော့ကျွန်တော်မဟုတ်ဘူးပေါ့လေ။တော်တော်လေးပဲ အစီအပြေဝေးကျွန်တော်မျှော်လင့်ရမှာပဲအများကြီးဒဏ်ရာပြေသနာမဆိုးဘူးကျွန်တော်မျှော်လင့်ရမယ်လောလောဆယ်တော့သူနှစ်ပတ်နာခွင့်ရမယ်သူ international break တွေပါတယ်သူတွားပြီးတော့ join လို့ကျွန်တော်မရတော့ဘူးဆိုတော့ခြုံကြည့်ရလို့ရှိရင် Harry Maguire ရဲ့အခြေအနေကိုဒဏ်ရာပြေသနာနဲ့ကျွန်တော်ကြုံတွေ့ခဲ့ရတာကစိတ်ပျက်စရာပဲ Benjamin Sesko နဲ့ပတ်သက်ပြီးတော့လည်းစိတ်ပျက်စရာပဲ Amorim ကတော့ဒီပွဲကိုအနိုင်မရခဲ့လို့တော်တော်လေးကိုဒေါ်လာထွက်နေတဲ့အခြေအနေမျိုးပါထွက်လဲထွက်တင်ပါတယ်နော်ဆိုတော့ အဲဒီပွဲကနိုင်ရမယ့်ပွဲမျိုးကိုကျွန်တော်တို့ဒါမနိုင်တဲ့အပြင်တော်တယောက်ကယော့သွားသေးတယ်ဗျဟိုခက်ခက်ခဲခဲဆိုတော့တမက်ပြန်ရအောင်ယူထားတာနော်အဲ့တော့ကျွန်တော်ဒီပွဲကကျွန်တော်ကတော့ပြစ်တင်တာတွေမဖြစ်ခဲ့ဘူးလို့ပဲကျွန်တော်ပြောရမှာပဲညီကလို့ရောဘလူမီညာလဲအမ်မိုရင်းကတော့ဒီပွဲပြီးမှတော့စကားတွေပဲအများကြီးသိပြောထားတာမရှိတော့လीနော်ဆိုတော့ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်